ဆရာဝန်နဲ့ရှင်နေလင်ကြီးမနှစ်ယောက်ရဲ့ခရက်မနက်ခင်းတစ်ခုမှာမဆူအောင်မိဖို့ကြောင့်နဲ့မှထမိတ်ဟင်းတွေချက်ပြောက်နေတော့အိမ်ရှိကနေဘယ်တီတန်ကိုကြားလိုက်ရပါတယ်။အိုးဒီချိန်အိမ်ကိုဘသူရောက်လာလဲ။အစကတည်းကဆေးကန်သွားရမှနောက်ကျနေပါတယ်ဆိုနေမှအကိုရင်ဒီမနက်စာကိုထမိတ်စပေးပေါ်မှာကျေးစုပြုတ်ပြီးတော့သွားချပေးပါဦး။ကျမလေးအိမ်ရှိမှာဘသူရောက်နေလဲဆိုတာသွားကြည့်လိုက်အောင်မေး။ငါလေးရုံတော့ဖို့နောက်ကျနေအောင်။နေမြိုင်ကိုခိုင်းလိုက်လေ။ ။မြအေးကအိမ်မှာရှိနေမှာခိုင်းလို့ရမှာပေါ့။ "तू အခုတလားဘယ်အမှုကိုလိုက်နေရလဲမသိတော့ပါဘူး။မနေ့ဆော်ဆော်ကလေးကအိမ်ကနေထွက်သွားတာ။အိမ်အလုပ်တွေကျမတယောက်တည်းပဲလုပ်နေရတာ။နေပေါင်း။နေအေးဆုံးမနေ့ဆော်သွားပြင်လိုက်။အိမ်ရှိမှာဘသူရောက်နေအောင်လဲဆိုတာငါသွားကြည့်လိုက်အောင်မေ။အဲ့လိုလဲအဆင်ပြေတာပဲ။အဲ့ဒီနောက်မှာတော့မဆူက "तू မချက်ထားတဲ့မနေ့ဆော်ကိုထမင်းစပွေးပေါ်မှာတင်ပြီးတော့ပကံရည်လေးကိုထည့်နေပါလေ။ထမင်းစပွေးမှာ "तू မရဲ့ခဲကိုကောင်းကင်နဲ့" သူမရဲ့ရောက်ခမကအစောကြီးကလေးအားထိုင်နေကြတာပါဒီနေ့လေထက်ဖြစ်ပြန်ပြီကွာဒီအသီးဖြော်ရေကိုမကြိုက်ပါဘူးဆိုနေမှအင်းခဲကိုကြိုက်တဲ့အရာကခဲကိုရဲ့အသေးကိုဖျက်ဆီးလိုက်တာလေဒီမှာကိုကောင်းကင်အသက်ရွယ်ငယ်တော့မှအစားအသောက်ကိုဂယုဆာရတာနဲ့တင်ယောဂတဝဲပျောက်ကင်းနေအဲ့လိုမှမဟုတ်ရင်တော့နောက်ပိုင်းကျရင်တော်ပါတော့အမရေကျွန်တော်နားလိုက်ပါပြီကျွန်တော်စားလိုက်ပါမယ်အဲ့လိုမှပေါ့အမေရေဒါအမေအတွက်အမေလေးမနဲ့စားစားတော့နော် ေးပါသမီးရဲ့ဒါနဲ့ဖြိုးစင်တယောက်ကဘေးကိုရောက်နေရလေ။အော်อืมဟုတ်တာပဲ။အိမ်ရှိပါအဲ့တရားလို့သူအိမ်တကာသွားဖွင့်နေတာကျမသွားကြည့်လိုက်ပါဦးမယ်။အဲ့လိုပြောပြီးတော့မဆုကအိမ်တကာမှဂျင်နာကိုသွားနေပါတယ်။အဲ့ဒီအချိန်မှာပဲဖြိုးစင်ကအိမ်တကာဘောက်ကနေအထဲကိုပြန်လာနေပါတယ်။သူ့ရဲ့လက်ထဲမှာလေစားတဆောင်ကိုကင်ထားပါတယ်။မျက်နှာကိုကြည့်ရတာတခုခုကိုစိုးရိမ်နေပုံရပါတယ်။ ဖြူစစ်ကိုအခုလိုပုံစံမျိုးနဲ့တွေ့ရတော့မဆုကမေးလိုက်ပါတယ်။ဘာဖြစ်လို့လဲကိုဘသူလားလေ။ရောင်းရနေနင်းကိုသတိပေးရစာရောက်လာတာ။ဟမ်ဘလို့ကျမတို့သတိပေးစာဟုတ်လား။ဒါပေမဲ့ကျမဘာလို့လို့တော့ပေးကျမကိုပြားကြည့်ပါဦး။မဆုလည်းအဲ့လိုပြောပြီးတော့ဖြူစစ်လက်ထဲကနေစာကိုယူကဂယုတစိုက်ဖတ်ကြည့်ပါတယ်။အဲ့ဒီသတိပေးစာကိုဖတ်နေရင်လည်းမဆုရဲ့မျက်နှာကဒေါသတွေထွက်ပြီးတော့ညည်းလာပါတယ်။ပြီးတော့သူမကစိတ်တွေတို့နဲ့ သူမရဲ့ခဲကိုဖြစ်သူကောင်းရဲ့စီကိုသွားလိုက်ပါရင်ဒါပါရီလဲကိုအကိုရဲ့မိမကကျမကိုဘာလို့အမြင်မကြည်ဖြစ်နေရလဲဘာလဲသူမကျမကိုဘာရီမြမနာလို့ဖြစ်နေရလဲဒီတတိပေးစာဘာလို့ဆိုလို့ကျင်တာလဲသူမကရှင်းနေတရားဖြစ်တာနဲ့ပဲကြိုက်တာအားလုံးကိုလုံးနေရတော့မှာလားအမရေကျွန်တော်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးဘာမှမသိပါဘူးအရင်ဆုံးကျွန်တော်ဖတ်ကြည့်လိုက်ပါဦးမယ်ရတယ်ဖတ်ဖို့မလိုအကိုရဲ့ရိုးသားပြုစင်တဲ့မိမက ကျမဘလို့ရီဆွေးချက်တင်ထားလဲဆိုတာကျမပဲဖက်ပြီးပြောပြလိုက်မယ်ပထမတစ်ချက်ကကျမဒီအိမ်မှာဩစာအာနာပြပြီးဆက်ဆက်နေတဲ့ကဲပြောပါအောင်အဲ့ဒါမှန်လားကျမအဲ့လိုဆက်ဆက်လို့လားမမှန်ပါဘူးအမရေလုံးဝမဟုတ်ပါဘူးအေးနောက်ထပ်ဆွေးချက်ကကျမဒီအိမ်ကလူတွေကိုအရသာမရှိတဲ့ထမင်းဟင်းတွေချက်ပြီးနှိပ်စက်တယ်တဲ့အမေရေအမေပဲပြောပါအောင်ကျမလုံးနေရတွေကမှားနေလို့လားကျမဆရာဝန်တယောက်လေအဲ့ဒါကြောင့် ဒီအိမ်မှာဘသူတွေကဘာစားရမလဲဆိုတာကျမကောင်းကောင်းသိရလေတနေ့တနေ့ဆေးကန်းကလူနာတွေကိုမြင်ပြီးကျမရဲ့မိသားစုဝင်တွေလည်းအဲ့လိုဖြစ်မှာကိုကျမရင်စိုးရိမ်နေအဲ့ဒါကြောင့်မို့လေကျမက"အိုးအဲ့လိုထိလေစိတ်မကောင်းမဖြစ်ပါနဲ့သမီးရဲ့"ညာအေးက"သမီးထက်လေငေးတယ်"ရစ်လေမင်းရဲ့ချက်သေးလို့ပါ"ညာအေးအိမ်ပြန်ရောက်တာနဲ့အမေသူမကိုဒီကိစ္စနဲ့ပတ်သက်ပြီးတေချာပြောပြပေးပါမယ်ထားလိုက်ပါတော့အမေ အမေရဲ့ချွေးမအငေးဆုံးဟာအိမ်မှာအေးအေးဆေးဆေးစကားပြောချင်တာမဟုတ်ဘူးရုံးပါပဲကျမတို့တရားခံတရားလို့စစ်စစ်မေးမြန်းချင်နေအောင်အဲ့လိုဆိုတော့လေကောင်းပါပြီဒီတခါတော့ကျမလေသူမလုပ်တဲ့နေရာတိုင်းကျမတို့ပြန်ဖြေရှင်းရမယ်အကိုရင်မနေ့ကကျမတို့အားလုံးတရားရုံးကိုသွားကြမယ်အဲ့လိုထိလို့ဖို့မလိုပါဘူးမဆုရင်တိတ်လို့တာပေါ့သူမကကျမရဲ့တိတ်ခါတွေကိုစော်ကားထားတာသူမကိုတရားရုံးမှာအနိုင်ယူပြနိုင်မှာကိုကျမကျင်နဲ့နိုင်မယ် အဲ့ဒီကိစ္စနဲ့ပဲလင်ကြီးမနှစ်ယောက်ကြမှာပြဿနာတွေစဖြစ်ပါတော့တယ်မဆူကဆရာဝန်တယောက်ဖြစ်ပါတယ်တစ်ဖက်က သူမရဲ့အသေးစိတ်လင်ကြီးမဖြစ်သူမြရဲကလည်းရှင်းနေတယောက်ဖြစ်ပါတယ်မြရဲကအရင်ကလေးကအပြင်းအဆာစတွေကိုစားရတာပဲကြိုက်နေတတ်သူဖြစ်ပါတယ်အဲ့ဒါအပြင်မြရဲကဘသူ့ရှေ့မှာမှခေါင်းငုံပြီးတော့ပြောတဲ့အတိုင်းလိုက်လုံနေမိလူစားမျိုးတရားလည်းမဟုတ်ပါဘူးဒါရီကဘယ်တော့ကစပြစ်ခဲ့ရလဲဆိုရင်မြရဲကအိမ်တော်ကြပြီးပြီးချင်း ရခမအရေးပထမရက်မှာတင်မဆုချက်တဲ့ထမင်းဟင်းတွေကိုစစားတဲ့အချိန်ကလေးကစဖြစ်ခဲ့တာဖြစ်ပါတယ်။အမရေဒီဘူးတီတွေဒီချပါတီတွေဒီလိုမျိုးဘသူတွေကစားလို့ရောဒီချပါတီတွေကအထူကြီးတွေစားရတာလည်းမနှူးညံ့ဘူး။အေးလေဒီချပါတီတွေကိုတဘာဝဂျုံစိတွေကနေကြိတ်ပြီးလှုပ်ထားတာ။စော်တာလေးထည့်မတုံထားဘူး။နောက်ပြီးတော့ဒီလိုပူအပ်နေတဲ့ရာသီဥတုမှာဆိုလေဘူးတီကအတင့်တော်ဆုံးပဲလေ။ဒါပေမဲ့အမရေ ဒါရီအားလုံးကစားရတာဘာရတာမှမရှိဘူးလေကျမတော့ဒီလိုအစားအစာမျိုးတွေဘလို့မှမစားနိုင်ဘူးကျမထင်တာကကျမကျူစဘောအတွင်းအမကလေကျမကြိုက်တဲ့တဲ့တရုတ်ရိုးရထမင်းဟင်းတွေကိုချက်ထားတယ်လို့ထင်နေရဒါပေမဲ့လေဘာမှမဖြစ်ပါဘူးကျမကိုယ်တိုင်ပဲချက်လိုက်ပါမယ်နေုံမြရဲ့အစားအစာတွေအားလုံးချက်ပြီးသွားပြီနောက်ထပ်ဘာမှချက်စရာမလိုတော့ဘူးနင်သိရမလားအကူကောင်းငယ်အကြောင်းကိုသိပါတယ်အသေးစိတ်ပုံရောတာလေး အခုခက်မှာအဲ့လိုယောဂမျိုးဟာလူတိုင်းဒီမှာဖြစ်နေကြတာပဲလေအဲ့ဒီလောက်ထိရေးကြီးခွင့်ကြီးလုံးနေဆံမှာမလို့တာ နောက်ပြီးကျမလည်းအမလိုပဲဒီအိမ်ကချွေးမတယောက်ပဲလေဒီအိမ်ရဲ့မိဘကြောင့်မှာအမအာနာရှိတယ်လို့ကျမလည်းအာနာရှိပါတယ်အဲ့လိုပြောပြီးတော့အမကြီးကမိဘချောင်းနေဝင်က သူမကြိုက်တဲ့တယောက်အစားအစာတွေကိုစိတ်ကြိုက်ချက်ပြုတ်ပြီးတော့စားနေပါတယ်အဲ့ဒီအချိန်ကနေစားပြီးတော့ချွေးမနှစ်ယောက်ကြောင့်မှာအစားအစာချက်ပြုတ်တာနဲ့ပတ်သက်ပြီးစကားတွေများကြပါတော့တယ် မဆုကသူမထက်အသက်အရွယ်ကြီးတယ်လို့သူမယောက်ျားအကိုရဲ့မိန်းမလေးဖြစ်တော့သူမထက်ပေါ်ပြီးတော့ယာဓုမြင်ပါတယ်အဲ့ဒီတော့သူမကမဆုကိုအိမ်မှာဘလို့မနိုင်အောင်မငင်းနိုင်တော့တဲ့အချိန်မှာတော့တရားရုံးကနေမဆုစီကိုသတိပေးစာတစ်စာပေးပို့လိုက်တာပဲဖြစ်ပါတယ်အဲ့ဒါကိုစင်ခေါ်ရီထင်ပြီးတော့မဆုကလည်းသူမရဲ့လင်းကြီးမဖြစ်သူအများကြီးကိုပြန်လေချစ်ပါဖို့အတွက်အစင်သင်ဖြစ်နေပါတယ်ကေဒါဆိုဟုတ်ပါပြီအမဆုရင်အမရဲ့ရောက်ခမအင်ယာမိသားစုဝင်တွေကို ဒီလိုနှိပ်စက်ဖို့အတွင်းဘသူကအမောက်အခွင့်အာဏာတွေပေးအပ်ထားတာလေညီမအဲ့လိုထင်တာပါ ကျမကျမအင်္ဂါမိသားစုဝင်တွေကိုနှိပ်စက်နေတာမဟုတ်ပါဘူးကျမရဲ့မိသားစုဝင်တွေရဲ့ကျမရဲ့ကိုတစ်ဖက်တစ်ဟန်းကနေဂရုစိုက်ပေးနေတာပါဒါပေမဲ့အမဆုရင်အမရဲ့စီမပါစားမပါပို့ချွတ်ချမဲဟင်းတွေကိုစားစားပြီးနေနေရတယ်တနာစရာကောင်းတဲ့မိသားစုဝင်တွေကစားရတော့ရတာအရသာမတွေ့ဘူးလေအဲ့ဒါကြတော့ရော အမေတိုင်ပြောရရင်လေ အမကလူတိုင်းရဲ့အသက်ရှင်စိတ်ကိုကြောက်အောင်လုပ်နေရပဲနေပစက်ကိုပိတ်ထားလိုက်စမ်းဒါရီအားလုံးကအလိမ်ညာတွေပါတရားသူချင်းမင်းမယုံရင်လေကျမရဲ့ရောက်ခမရဲ့ကျမရဲ့ယောက်ျားနဲ့ခေအိုတို့ကိုခေါ်ပြီးမေးကြည့်လိုက်ပါအဲ့လို့ဆိုရင်နိုကနိုတက်တဲ့ရေကရေတက်တဲ့ကွေးတော့ပါလိမ့်မယ်အဲ့ဒီနောက်မှာတော့ဖြိုစင်ကောင်းကင်နဲ့ရောက်ခမကြီးတို့ကိုခေါ်ပြီးမေးမြန်းခဲ့ပါတယ်သူတို့ကမေးခဲ့ပေမယ့်တေချာရေရတဲ့အဖြစ်တစ်ခုကိုမရသေးပါဘူးဘာလို့လဲဆိုတော့နှစ်ယောက်စလုံးက တအိမ်တွေကချွေးမတွေဖြစ်ကြတဲ့အတွက်ကြောင့်ဘလို့မှဘယ်လိုက်လို့မရပါဘူးအဲ့ဒီနေညမှာတော့အမေအခုလောညကြီးအချိန်မှာဘာဖြစ်လို့လဲအားလုံးကအဆင်ပြေလားသမီးရေကောင်းကင်ကလွန်ခဲ့တဲ့၄နှစ်လောက်ကတည်းဟာကတည်းပေါ်မှာလူလိုက်နေနေရတာ तू ကဘာအရန်နားလို့တယ်လေအဲ့ဒါကိုကျမကဘာလို့စောစောလာမပြောကြရလဲဘလို့ပြောရမလဲသမီးရေဟိုဟိုလေကေအဲ့ရထားပါတော့ကျမသွားကြည့်လိုက်ပါမယ် မဆုကလည်းကောင်းကင်စီကိုချက်ချင်းသွားပြီးတော့စမ်းသက်ပေးလိုက်ပါတယ်။နောက်တနေ့မနေ့မှာတော့အကူမင်းရဲ့ဘာတွေစားထားလဲဆိုတော့ကျမမမေးတော့ပါဘူး။ဒါပေမဲ့နောက်ဆိုရင်လေအကူတခုကိုစားရမယ်ဆိုရင်ဒီစားကိုအရင်ဖတ်ကြည့်ပါ။ကျင်နာတော့အကူသဘောပါ။ဒါဆိုကျမသွားရမယ်။စေကံမသွားခင် တရားရုံးကိုလည်းသွားရအောင်မေအဲ့ဒီအတွက်မလို့တော့ပါဘူးအမရေကျမအမှုပိတ်လိုက်ပါပြီမနေ့ကကျမဖြစ်တာကိုကြည့်ပြီးကျမသိလိုက်ပါတယ် တကယ်လို့တရားရုံးမှာကျမနိုင်ခဲ့ရတာမှတကယ်လက်တွေ့မှာတော့အမနိုင်တာပါ အမအမြင်ရမ်းမှတ်ပါတယ်ကျမပဲမှားခဲ့တာပါ ကျမကိုခွန့်လို့ပေးပါနော်အမဒီနေ့အစပြီးမိဖို့ကြောင့်နေမှာအမချက်ခိုင်တဲ့အစားအစာတွေရောပဲချက်ပြုတ်ပါတော့မယ်နော်မြတ်ကြီးရဲ့စကားကိုကြားပြီးတော့မဆုရဲ့မျက်လုံးတွေကနေမျက်ရည်တွေစီကြလာပါတယ်မဆုကအမကြီးကိုဖက်ပြီးတော့အခုလိုပြောလိုက်ပါတယ်မဟုတ်ပါဘူးအမလည်းမှားခဲ့ပါတယ်မနေ့ညမှာအမတိလိုက်တာလေ ကောင်းကင်ကျမ်းမာဘုရားအစားအသောက်နဲ့လေးဆိုင်တယ်လို့စိတ်ပျော်ရွှင်မှုနဲ့လေးဆိုင်ပါသေးတယ်အဲ့လိုစိတ်ပျော်ရွှင်မှုကညီမချက်ထားတဲ့အစားအစာတွေကိုစားမှရမှာလေအေးဒါကြောင့်အမရိုနီယလုံးအတူတူမိဖို့ကြောင့်ကိစ္စကိုထိန်းကြမယ်လေနော်ပျော်ရွှင်စရာ အဆုံးသက်ဆိုတာဒါမျိုးကို ပြောတာပေါ့ဒီနေ့ကဘာချက်ကြမှာလဲဆိုတာပြောကြပါအောင်ချွေးမလို့ရေအခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေကိုကြည့်ချင်နေဆိုရင်တော့ဒီ channel လေးကို like and subscribe လေးလုပ်ထားကြပါနော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့ပရိသတ်တယောက်ချင်းစီကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်အခုတော့နှုတ်ဆက်ခဲ့ပါတယ်နော်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေနဲ့ပြန်လာခဲ့ပါမယ်တတပါ